မင်္ဂလာပါဆရာငယ်ပါခင်ဗျာနော်ဆရာက2025ခုနှစ်အောက်တိုဘာလတလတာအဲမိတ်ဆွေတို့ဟောစတန်ကြီးကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာနော်အဲမိတ်ဆွေတို့2025ခုနှစ်ဆယ်လပိုင်းတို့တလစာဟောစတန်ကိုမဟောကြားမိမှာအဲမန္တလေးရဆရာငယ်မိတ်ဆွေများဆရာငယ်နဲ့တွေ့ကျင်နေဆိုလို့ရှိရင်ဆရာ20 84 24 25အစာဟိကွန်တုံမှာရှိပါတယ်ခင်ဗျာဒါလေးတစ်ခုဆရာတရေကောင်းပါလိုက်ပါတယ်ကဲဟောစတန်ကိုစားလိုက်ကြရအောင်နမောတတဘဂဝါတော်အရဟတော်ဓမ္မံတံဗုဒ္ဓတာ တနနာနှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1388ခုနှစ်တရင်ကျော့တစောင်းမိုးလာအတွက်ခေါ်စဒန်2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွက်တလဆာခေါ်စဒန်နဲ့ရှောင်းရဆောင်ရမှုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဤလအတွင်း6ရက်10လ2025တနင်္လာနေ့ဟာတရင်ကျော့လာပြီနေလည်းဖြစ်ပြီးတော့ပြက်တရားရလည်းဖြစ်ပါတယ်20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျော့လာွယ်နေ့ပြက်တရားနေလည်းဖြစ်ပါတယ် ဒါကြောင့်ဒီလအတွင်းမှာတနင်္လာနေ့တွေကြီးပဲ6ရက်10လ2025ဟာသတင်းကြော်လာပြင်းနေဖြစ်ပြီးတော့20ရက်10လ2025တနင်္လာနေ့ဟာသတင်းကြော်လာခွင့်နေဖြစ်ပါတယ်ခင်ဗျာဒီလအတွင်းမှာငကားကောင်းအရှိတ်ဘတ်အရက်တို့လှည့်ပါတယ်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမိကအနောက်ရက်တို့အတိအကျတည်ရှိနေကြပါတယ်ဒါကြောင့်နတ်နဲ့ငကားမလဲစားနေဆိုတဲ့အတိုင်းဇာငယ်မိဆွေများအဲဝါလဲကျွတ်ပြီဆိုတော့အိုးအိမ်ရှမ်းမင်းနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့နေပတ်သက်တာရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမလွယ်ကောင်းဆိုတဲ့အတိုင်းပဲနတ်နဲ့ငကားမလဲစားဘူးလိုအပ်ကြောင်းလဲဇာကထားလောင်းပြောရင်း ਨੇ ဒီလအတွင်းမှာငကားကောင်းဟာအရှိရက်တို့လှဲ့ပါတယ်ထို့အတူအဓိကတော့အရှိပေါ့နော်တောင်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကမြောက်ရက်တို့အတိအတိဒီရှိနေကြပါတယ်ခင်ဗျာဒီရက်ဆယ်လာပိုင်းအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများအာယုံကြောနဲ့ပတ်သက်တော့ရည်ဦးကောင်းနဲ့ပတ်သက်တာတွေတိုက်ကိုက်ခဲနာကျင်ရတာမျိုးတွေအဖြစ်များတက်ပြီးတဲ့အခါဝမ်းပိုင်းနဲ့ပတ်သက်တာတွေငဘောကအရှိကံအဟောင်းမူလဖြစ်ရဲ့မိတ်ဆွေများလေထိုးလေအောင်များကိုတတိထားစင်ကြင်ရတော့တတိပြုညာလိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒီလတာအတော်တွင်မှာဆိုရင်အလှကုန်ပစ္စည်းတွေဖန်စီပစ္စည်းတွေအိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းတွေအအယောင်းဝယ်နှေးတက်တော့အယောင်းဝယ်ပါတက်တော့ကာလဖြစ်တဲ့အတွက်အလှကုန်နဲ့ပတ်သက်တာတွေအလှပစ္စည်းတွေဖန်စီပစ္စည်းတွေဒီဇိုင်းတွေဒီကိုရေးရှင်းတွေအိမ်တွင်းအလှဆင်လုပ်ငန်းဆိုင်ရာလုပ်ငန်းတွေမှာတော့အနည်းငယ်လေးအေးတက်တော့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီရွှေစည်းဟာအကြပတ်မှာအမြင့်ပတ်တို့အနည်းငယ်ရောက်ရှိနိုင်တော်လဲမငြိမ်မသက်ဖြစ်တတ်ခြင်းပုံသေးမရှိခြင်းတွေဖြစ်ရတတ်တော့လာဖြစ်ပါတယ်။ဤလတာတော်တွင်မှာ မိတ်ဆွေအားလုံးအထူးသတိပြုဆင်ခြင်လိုပါတယ်အထူးသဖြင့်အလုတ်ကိုင်နဲ့ပတ်သက်လာရင်ဘယ်သူမှမဆိုလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အလုတ်ပြိုင်နေအလုံများတတ်တာမျိုးလုပ်ငန်းပြိုင်နေအလုံများတတ်တာမျိုးကြုံရတော်တော်ကြောက်ဘာကိုဖြစ်ဖြစ်ကိုကနည်းနည်းလေးပုံမူတိုးချဲ့ပြီးလှုပ်ဆောင်ကမှာတော်ကကြမယ်လဖြစ်တဲ့အတွက်အလုတ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုတ်ပြိုင် လုပ်ငန်းပြိုင်နေအင်မတန်များသောကာလလုပ်ငန်းအပြိုင်ဆိုင်နေကိုလုံးငယ်လက်ကိစ္စတွေချမပြတာပုံမူကောင်းမွန်တော်လဖြစ်ပါတယ်ခင်ဗျာဒါအပြင်နေရာထိုင်ခင်း OA ချမ်ပီနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲအပြောင်းရွှေ့ပြုလုပ်ရန်အတွက်အင်မတန်အားသာကောင်းမွန်တော်လအပြောင်းလဲအပြောင်းရွှေ့လုပ် ရန်အတွက်ရှေ့လို့ဆောင်ရလှုပ်ဆောင်တင်တော်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခရီးသွားဆိုင်ရာကိစ္စများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများယာဓုအပြောင်းအလဲနေရာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းများ OH ရှံမီနဲ့ကိစ္စနဲ့ပတ်သက်သောလုပ်ငန်းများနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းအလဲပြီးပြတ်အောင်ဆုပ်ဆောက်လုပ်လို့ရမိတ်ဆွေများရုံးကလနာဆိုင်ရာကိစ္စအမှုကိစ္စဆိုင်ရာတွေကိုပြီးပြတ်အောင်ပြောဆိုတင်တော်လဖြစ်ပြီးတော့ခြေတို့ဆောင်ရွက်ရန်အတွက်တော့အားသာခြင်းတွေတိုးတက်နေတော်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလဟာတရွာမကောင်း သူကောင်တရွာမပြောင်းသူကောင်မဖြစ်ဆိုရဲဆိုရိုးတိုင်းအစင်မပြေမှုတွေမိတ်ဆွေတို့နေနဲ့ဘာကိုလှုပ်လို့အခက်အခဲအကျက်တဲပေါ်နေတဲ့မိတ်ဆွေများအဖို့ကတော့တရွာမပြောင်းသူကောင်မဖြစ်ဆိုတဲ့အတိုင်းပဲရှေ့တိုးဆောင်ရပြီးအပြောင်းလဲနဲ့ရှေ့တိုးဆောင်ရရင်အားပါကောင်းမှုတိုးတက်နိုင်ပါတယ်ခင်ဗျလုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးတော့အရာရာကိုအစင်မပြေရုန်းကန်နေရသူများအနေနဲ့ကတော့ဘာကိုဖြစ်ဖြစ်မိမိအမိနဲ့တဦးတယောက်တည်းဆောင်ရွက်လုပ်ကန်ချင်းတဲ့ ဥပမာကိုဇနီးမယားကိုဖြစ်စေတာသမီကိုဖြစ်စေလုပ်ငန်းသူဆွေမျိုးမိခင်တဦးတယောက်ကိုဇတိရောင်းလိုက်ရောင်းလိုက်တာမျိုးဥပမာကိုဇတိအမင်းမင်းတော်ငါခိုင်းနေဆိုပြီးရောင်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့အဲကံကညံ့နေတဲ့ကံတွေဟာထိုးသူကိုဇတိရောင်းပြီးကိုကပြန်လုပ်ပေးတာမျိုးစာချုပ်စာတမ်းအတူလေးနဲ့ရောင်းနေကွာဆိုပြီးတော့ရောင်းလိုက်တာမျိုးခလေးတွေလို့ဆိုခမဲပေးတယ်လို့မျိုးလုပ်လိုက်လို့ရှိရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ကန်တွေကြန့်ကြာနေမှုတွေအားလုံးဟာအစဉ်ပြေလျှောမှုသွားစေမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ယာရုလုပ်ငန်းကိုင်ငံပြောင်းရွှေ့လှုပ်ဆောင်လို့သူများလုပ်ငန်းနေရာတစ်ချက်တွင်စေလို့တော့မိတ်ဆွေများဖို့ဒီလာတာတော့ဒီမှာဘာကူမတုံဆိုင်မနေပဲရှေ့လို့ဆောင်ရရန်ကောင်းသောကာလဖြစ်တယ်လူငယ်များမြစ်တာကြီးနဲ့ပတ်တိုင်စံအားတက်နေပြီးတော့မျက်လာပွင့်လန်းစီပြီးသမီးသားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အရှိရေးမှဆိုလို့ချင်းအနှဲငယ် ADA ဆက်ဖြစ်ရတော်များလေအိမ်အောင်ယူခြင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းရှေ့လို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်စေနိုင်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့အဲ ဟိုတမီးကြီးသားများလူငယ်များအနေနဲ့အိမ်ထောင်ပြုရာစိတ်ဆက်ရာလူကြီးမိဘအနေနဲ့တွေ့ဆုံခြင်းဟာအာသာကောင်းမှုလို့တက်ပြီးအဲဇေယငယ်နာမမင်္ဂလာရက်လာရွေးလေးရပါတယ်ခင်ဗျာအိမ်ထောင်ရေးမှဆိုရင်တော့အိမ်ထောင်ဖက်နဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်အပြိုင်ဆိုင်လေးတွေဖြစ်ရတတ်တော်လာဖြစ်ပြီးတော့အဲတဦးနဲ့တူတယောက်နဲ့တယောက်အိုးအိမ်ရှမ်းပြီးကိစ္စလေးတွေကြောင့်နင်ကဒါဆိုရင်ငါဟိုဟာဟိုနင်ကဟိုဟာဆိုရင်ငါကဒါဆိုပြီးအပြိုင်ဆိုင်ဖြစ်ရတတ်တော်ကာလဖြစ်ကြောင်းနဲ့အိုးအိမ်ရှမ်းပြီးကိစ္စလုပ်ငန်းကိစ္စလေးတွေမှာမိသားစုမိမိအိမ်ထောင်ဖက်နဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာအရှိတင်ညှင်းခေါ်ရတာမျိုးတွေဖြစ်ရတတ်တယ် တို့ရတွင်ငကူကအစင်မပြေသောမိတ်ဆွေများပြဿနာများကိုခြေတိုးပြီးတော့နော်ဟိုဒေါသကိုခြေထဲနေပြီးဆုံးဖြတ်တာတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုယူပြီးတော့တိတိရှာရှာတူရဲ့သဘောတူဟာနဲ့နေချွတ်ချွတ်မေးပြီးအဖြစ်ချရင်အသာကောင်းမှုပြီးတော့တိုးတက်စေနိုင်တော့လာဖြစ်ပါတယ်။ဤလအတွင်မှာကံကောင်းစေသောအရာဟာခိုးပြာရောင်အပန်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအသာကောင်းမှုတော့လာဖြစ်ပါတယ်ခင်ဗျာ။ဒီလက်တာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲဒီဆယ်လာပိုင်းအတွင်းမှာဆိုရင်အချိန်အခါပေးရတော့ ဆယ်လပိုင်း2ရက်နေ9ရက်နေနဲ့17ရက်နေဒီမှာအင်္ဂလိပ်လိုပဲပြောပါမယ်ဆယ်လပိုင်း2ရက်9ရက်10ရက်17ရက်နေတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးခြေတို့ဆောင်ရွက်ရအားသာကောင်းမှာလေအိမ်ဆောက်ပနဲ့ရရေလွင်းတုလို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေမိပါများဒီဆယ်လပိုင်းဒီမှာဆို9ရက်28ရက်နေဒီမှာအိမ်ဆောက်ချင်းပနဲ့ရရှင်ပြုလို့ရအားသာကောင်းမှုပြီးတော့ရှင်ပြုရဟန်းခံအိတ်တ်မင်္ဂလာခါပြုလို့လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေများဒီရက်ဆယ်လပိုင်းအောက်တိုဘာလ10ရက် 26ရက်နဲ့31ရက်နေ့ဒီမှာရှေ့တူဆောင်ရလုတ်ဆောင်ရင်အာသာပေါင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်။စေဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ကတော့ဒီရက်အောက်တိုဘာလ6ရက်18ရက်22ရက်နေ့ဒီမှာပြုလုပ်ဆောင်ရင်အာသာပေါင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီရက် ဆယ်လာပိုင်းခါအတွင်းမှာမိတ်ဆွေတို့အနေနဲ့အဆဆရရအောင်မြင်စီပြီးအဓိဋ္ဌာန်ပြုလို့တဲ့ဇာငရဲ့မိတ်ဆွေမိဘများအနေနဲ့အရာရာကိုလိုရာပြည့်ဖို့အောင်မြင်ခြင်းတွေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့အဓိဋ္ဌာန်ပြုလို့လိုတပဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တော့ဗထောက်သားနဲ့ဗထောက်သားနဲ့ပုတိအားဆိုတော့ဘုံတော်ပတိကိုတနေ့ကို ဟုတ်လားဗတိကိုတနေ့ကိုသုံးပတ်နှုံးနဲ့ခொနရက်တိတိအတိတ်ခံပြပါကမိတ်ဆွေတို့ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေခက်ခဲနေတဲ့လုပ်ငန်းတွေလမ်းစာပြောင်းနေတာတွေအားလုံးဟာဘာကိုလုပ်တင်တယ်လဲဘာကိုရှိတူဆောင်ရွက်တင်တယ်လဲဆိုတာပွဲပွဲပြားပြားပုံနဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဗထောက်သားနဲ့ပုရိအားဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုမွန်ခြင်းအဖြစ်ခொနရက်တိတိအတိတ်ခံပြပါကအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျဒီလတာတော်တွေမှာဈေးဆိုင်လုပ်ငန်းကိုင်ကမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာလက်ပိတ်နေလက်ပွေစီဖို့အတွက်ဆက်ဆက်ရအောင်မြင်အစီအပြီးတိုးတက်ဇေယျလို့ငါ မိတ်ဆွေတို့အနေနဲ့လောပကပါလာနဲ့ရုပ်ကလေးတစ်ခုပေါ့မိမိတို့ရဲ့ဟိုတယ်တို့မိမိတို့ရဲ့ဈေးဆိုင်တို့မိမိတို့ရဲ့အိမ်ခန်းတို့ဈေးဆိုင်ဆိုင်အဆက်ရှိတဲ့အမြင့်တနေရာမှာတင်ပြီးတော့လောကပါလာနဲ့ရုပ်ကလေးကိုအမွှေးနှံ့တာလေးစွဖြန်းပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲပွင့်လက်စီပြီးတိမ့်တေအောင်မြင်တို့တက်စီမှာအတေကြပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဆံငယ်အနေနဲ့မိတ်ဆွေတို့ကို2025ခုနှစ်ဆယ်လပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါတယ်ခင်ဗျာစကားလက်ဆောင်ဆိုတော့ဆရာကလာတိုင်းပြီးနေကြပါမိတ်ဆွေတို့အနေနဲ့2025ခုနှစ်အောက်တိုဘာလအတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပေးရရင်မိတ်ဆွေအိမ်မက်တွေဆို ိမ်မက်ကောင်းတွေကိုတင်မှတ်တဲ့အခါအိမ်မက်ကောင်းတွေကနေမှတ်ရင်နိုးထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြထပြီးတော့အကောင့်ထဲပေါ်လိုက်ပါသို့မဟုတ်ပဲတင်ဆက်အိမ်နေမယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မနစ်သက်တော့သူဖြစ်ပါလိမ့်မယ်ပြန်ပြောပြပါမယ်ခင်ဗျာ2025ခုနှစ်အောက်တိုဘာလအတွက်စကားလက်ဆောင်နေပြရတော့မိတ်ဆွေတင်ဟာအိမ်မက်ကောင်းတွေမှတ်ရင်နိုးထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြအကောင့်ထဲပေါ်လိုက်ပါတို့နီးမဟုတ်မိတ်ဆွေဟာဆက်အိတ်နေအောင်မယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မရှင်းနှစ်သက်သူ ဖြစ်လိမ့်မယ်လို့ပြောရင်းနဲ့ဤက2025ဆယ်လပိုင်းအတွက်ဟောစလန်ပြီးရန်ငယ်မိတ်ဆွေမိပါတယ်အားလုံး2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအဆက်ဆက်ရရအောင်မြင်လို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနေကြပါစီခင်ဗျတက်နေတဲ့ဘိုးလက်ဝေးဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးပွားပြီးတဲ့အခါယတနာဟုတ်လားကိုယေရနာရီစိတ်နေစေတောက်ကကစားနိုင်ပြီးတော့အောင်မြင်မှုအပေါင်းတရကိုဆောင်ကြပါစေမန္တလေးရဆရာငယ်မိတ်ဆွေတွေအားလုံး ဆရာစီကိုတွေးကျင်တဲ့ဘက်ဆိုရင်ဆရာကိုခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ချောက်ဝက်အက်တယ်လီဂရမ်မှာဖြစ်စီဗိုက်ဘာမှာဖြစ်စီပေမက်ဆန်ဂျာမှာစရင်ကြိုတင်ထားပေးပါနဲ့ဗီဒီယိုမင်းများလို့သူများလည်းအဲ့ဒီမှာဆက်သွယ်မင်းများထားလို့ကြောင့်ဆရာကပြောရင်းနဲ့ကဲဆရာမေဆွေတွေအားလုံးတနေသားချင်းစီစီမှာပြန်တွေ့ပါမယ်ခင်ဗျာဂျေဆုတင်ပါတယ်